ားလုံးပဲမင်္ဂလာပါကျွန်မကတော့တောဘက်ဆိုင်ယာဆရာဝန်ဒေါက်တာမြတ်နိုးဖြစ်ပါတယ်ဒေါက်တာမုန်နဲ့လို့လည်းခေါ်ကြပါဦးနေ့ page မှာတော့ဒီတစ်ခါကလေးတွေရောလူကြီးတွေမှာပါဖြစ်များတဲ့တောပိုးစာယောဂအကြောင်းနဲ့ဒီတောပိုးစာယောဂကိုဘယ်လိုကာကွယ်ရမလဲဆိုတဲ့အကြောင်းကိုပြချပေးတော့မှာဖြစ်ပါတယ်เนาะဒါဆိုရင်ကလေးတို့တစ်ခုမေးမယ်เนาะတွားတွေကဘာအတွက်အသုံးဝင်တာလဲဆိုတာသိကြလားအဲတွားတွေကအစားအစာတွေကိုစားတဲ့အခါကြိုက်ချေသွားဖို့အတွက်အဲစကားပြောတဲ့အခါအတန်နေပိသားဖို့မျက်နှာပုံကြဖို့ပြုံးတဲ့အခါယုံကြည်မှုရှိရှိလှပဖို့အတွက်အသုံးဝင်ပါတယ် မွန်နီတွဲနိုင်ငံမှာသွားနဲ့ပတ်သက်ပြီးတော့အဖြစ်များဆုံးယောဂါကတော့တောပိုးစားယောဂါပဲဖြစ်ပါတယ်။ဒီဆေးကန်းကိုလာပြကြတဲ့လူနာ၁၀ယောက်မှာဆိုရင်၈ယောက်ကတောပိုးစားခြင်းနဲ့တောပိုးစားခြင်းရဲ့နောက်ဆက်တဲ့ဆိုးကျိုးတွေကြောင့်ဆေးကန်းကိုရောက်လာရတာပါ။ဒါဆိုရင်တော့တားတို့သမီးတို့ရဲ့ကလေးသွားလေးတွေရောဖဖေမေမေတို့ရဲ့လူကြီးသွားတွေရောဒုက္ခပေးတတ်တဲ့သွားပိုးစားယောဂါအကြောင်းကိုဒေါက်တာမွန်နစ်ကဆက်ပြပြမယ်နော်။ ားတို့သမီးတို့အချုံများတဲ့အစားတောက်တွေစားတဲ့အခါပါတဲ့တကြားဓာတ်ကဗစက်ထဲမှာရှိရဲ့မျက်စိနဲ့ကြည့်လို့မမြင်နိုင်တဲ့ဗက်တီးရီးယားပိုးကောင်လေးနဲ့ဓာတ်ပြုတ်တက်တယ်။အဲ့တော့ဓာတ်ပြုတ်ပြီးတဲ့အခါမှာပျော့ပြောင်းပြီးတော့စီးကပ်တဲ့တချေးလွှာတကူကသွားပေါ်မှာဖြစ်လာတယ်လေပေါ့နော်။အဲ့ဒီတချေးလွှာထုတ်တဲ့ acid ဓာတ်ကသွားရဲ့အပေါ်ယံကြေးလွှာကိုပျက်စီးစေပြီးတော့သွားပိုးပေါက်တွေကိုဖြစ်စေတတ်တယ်။သွားပိုးပေါက်တွေကကြီးလာပြီးတော့သွားရဲ့အတွင်းအဆုံးမိုက်ထဲတွေကိုရောက်တဲ့အခါမှာသွားကျင်နာတို့သွားနာတို့ဖြစ်တတ်ပါတယ်။ဒီတော့သွားတွေကိုပိုးမဆအောင်ဘယ်လိုကာကွယ်ရမလဲဘယ်လိုကူးဆိုင်ရမလဲဆိုရင်တော့သွားတွေကို မနက်တစ်ချိန်မနက်စာစားပြီးတဲ့အခါပေါ့နော်တိုက်ရမယ်ပြီးရင်ညတစ်ချိန်ညအိမ်ရမဝင်ခင်မှာတိုက်ရမယ်စုစုပေါင်းနှစ်ချိန်တိုက်ရမှာပေါ့နော်ဒီနေ့အဲ့တော့သွားရရဲ့ကြွေလာဖို့ပြီးတော့ခိုင်မာအောင်ထောက်ပံ့ပေးနိုင်တယ် fluoride ပါတဲ့သွားတိုက်စင်းနဲ့တိုက်ရမယ်ပြီးတော့သွားဖို့စယောဂါကိုကာကွယ်ဖို့အတွက်သွားတိုက်ခြင်းအရေးကြီးကြောင်းသိပြကြပြီနော်အဲ့တော့သွားတွေကိုစနစ်တကျအမှန်မှန်ကန်ကန်ဘယ်လိုတက်ကြမလဲဆိုတာပြပြပေးရုံပဲเนาะအဲ့တော့သွားမျက်နှာပြင်နဲ့ တဖုံးနဲ့ထိမြဲနေရမှာတော်တိုက်တန်တွေကိုဒီလိုမျိုး45ဒီဂရီတောင်ချိုးလေးချိုးထားရမှာပေါ့နော်ချိုးထားပြီးတော့ဆဝိုင်းတေးလေးပုံစံလှည့်ပေးရမှာပဲပြီးတော့အပေါ်တော့တိုက်တဲ့အခါမှာအပေါ်ကနေအောက်ကိုဆွဲချပေးရမယ်အောက်တော့တိုက်တဲ့အခါမှာလည်းအောက်ကနေအပေါ်ကိုဆွဲတင်ရမှာပဲပြီးရင်သွားတွေမှာမျက်နှာပြင်သုံးမှုရှိရဆိုအဲ့မျက်နှာပြင်သုံးမှုလုံးကိုတေးတေးချာချာတိုက်ပေးရမှာဖြစ်ပါတယ်သွားတွေမှာအပြင်ဘက်အတွင်းဘက်နဲ့ဒီကြိုက်ဝါးတဲ့မျက်နှာပြင်သုံးမှုရှိလို့တော်တိုက်ချင်ရတော့အဲ2မိနစ်လောက်ကြာမှာပေါ့နော်အဲ့2မိနစ်အတွင်းမှာ ညနေပြင်တစ်ခုဆို30စက္ကန့်ခန့်တိုက်ပေးရပါမယ် တွားရိုက်တိုက်ပြီးရခါမှာတွားတိုက်ဆေးတွေကိုအောင်ထွေးထုတ်ရမယ်မျိုးမချရဘူးရှာကိုလည်းတွားတိုက်နေရင်တန်ရှင်းလုပ်ပေးဖို့မမေ့ရအောင်နော်အော်တွားတိုက်တဲ့အခါတွားဖို့ပေါက်တွေကိုကာကွယ်ဖို့အတွက်ဖလိုရိုက်ပါတဲ့တွားတိုက်ဆေးကိုရေးချေဖို့အရေးကြီးရဆိုတော့မွနစ်ကတွားတွေကိုဆယ်ဆပုတ်ပြီးတော့ခိုင်ပါစေရဲ့ဒီ signal cavity fighter တွားတိုက်ဆေးအကြောင်းပြပြချင်ပါတယ်တွားဖို့ပေါက်ဖြစ်စေ acid တွေကိုတွားမျက်နှာပြင်ပေါ်ကနေဖယ်ထုတ်ပေးနိုင်တယ်ပြီးတော့မျက်စိနဲ့မမြင်ရတဲ့တင်းငယ်တဲ့တွားဖို့ပေါက်ငယ်လေးတွေကိုတွားပြုတ်ပြင်ပေးရပါတော့နော်ဒီအတွက်ကြောင့်မို့လို့တွားဖို့စားမယ့်ရင်ကကာကွယ်ပေးပြီးတွားတွေကိုအရင်ကထက်ဆယ်ဆ ပို့ပြီးတော့ခိုင်မာစီမှာဖြစ်ပါတယ်။အဲ့တော့တမိသားစုံလုံးရဲ့အပြုံးလေးတွေပို့တောက်ပါပြီးတော့ခိုင်မာလှပတဲ့သွားလေးတွေကိုပိုင်းဆိုင်စေဖို့အတွက် Signal Cavity Fighter တောက်တိုက်ဆေးကိုသုံးပြီးတော့စနစ်တကျတောက်တိုက်ဖို့အတွက်ဒီကဒေါက်တာမွန်နစ်ကတိုက်တွန်းလိုက်ပါတယ်နော်။